ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ TTK ကနေတင်ပြဖြန့်စီထားတဲ့ Rhino စေးပြန်းပုံနဲ့ Rhino Booster အကြောင်းကိုမိတ်ဆက်ပေးပြစီရှင်ပထမဆုံးအရေးသေးစိတ်ချရတဲ့ Rhino စေးပြန်းပုံအကြောင်းကိုပြောရမယ်ဆိုရင်တခြားစေးပြန်းပုံတွေနဲ့မတူဘဲ꽌ထက်နေတဲ့ဒီဇိုင်းနဲ့လာတယ်ဘက်ထရီကလည်း12 12 Ampere ဆိုတော့အချိန်6နိုင်လောက်ထိကိုဇက်တိုက်အေးဆေးအသုံးပြုလို့ရတယ်တူကနည်းနည်းလေးဝိတ်ပါတယ်ဆိုပေမဲ့တကယ်လက်တွေ့အသုံးပြုကြည့်တဲ့အခါမှာတော့ထင်သလောက်မလီးပဲပေါ့ပါတယ်နော် ပြီးရင်ဒီထိတ်ကခေါင်းကဆိုရင်လည်းအလွတ်တကူတက်စင်အသုံးပြုလို့ရတဲ့အပြင်ဘာက6.8ဆိုတော့ရင်ထက်တဲ့ပြင်ကအရန်ကောင်းလို့လူအားကိုအတော်လေးတက်တာစေပါတယ်သူရဲ့အသားချက်ကဘာလဲဆိုတော့ဆေးဘေကွန်ဝီထီကိုရေပတ်ဖြန်နိုင်တာကြောင့်အချိန်တိုတွင်းမှာအထီရောက်ဆုံးရေပတ်ဖြန်ပေးနိုင်ပါတယ်။အခုဒီ Rhino Booster ကိုဘက်ထရီဆေးပြန်းမုံလေးနဲ့တွက်ဖက်ပြီးအသုံးပြုမယ်ဆိုရင်တော့မိတ်ဆက်တောင်သူတို့က Rhino မ Rhino ဖြစ်သွားမှာသိကြပါပဲရှင်။ ကဲအခုပြပြသားတယ် Rhino Booster နဲ့ Rhino Savior မုံကိုအပင်နေသီးထားဖို့အရက်တွေလာဖို့ကိုယ်ဆိုင်ကင်မှာရေပဲဖြန်းဖြန်းဆေးပန်းဖြန်းဖြန်းတုံးကျင်နေဆိုရင်တော့ညီမတို့ TDK ကိုလန့်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။အသေးစိတ်ဆက်သွယ်မေးမြန်းချင်ပါက3ညကို8လုံး20 200 3ညကို9လုံး33000ကိုဆက်သွယ်လိုက်ပါနော်။